ားလုံးပဲမင်္ဂလာပါရှင်ညီမတို့ NDIC အလုံးမူတူချောင်းရဲ့အပတ်စဉ်ဘုဒ္ဓတာတွေကို sharing လုပ်ပေးနေတဲ့အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ရှင်ညီမကတော့ NDIC အလုံးချောင်းမှာတာဝန်ထမ်းဆောင်နေတဲ့ဒီချင်းမြတ်ပဲဖြစ်ပါတယ်ရှင်ဒီနေ့ညီမပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ဒီအသက်၅နှစ်အောက်ကလေးလေးတွေကိုမဖြစ်မနေသင်ကြားပေးသင့်တဲ့လူမှုပေါင်းသင်းဆက်ဆံရေးအခြေခံအချက်၅ချက်ကို sharing လုပ်ပေးခြင်းပါတယ်ရှင်ဒီအသက်၅နှစ်အောက်ကလေးလေးတွေမှာဆိုလို့ရှိရင် IQ လို့ခေါ်တဲ့ဉာဏ်ရည်အပြင် EQ လို့ခေါ် ါတဲ့လူမှုပေါင်းသင်းဆက်ဆံရေးမြင့်တင်ပေးဖို့ကလည်းအရန်ကုန်မှာအရေးကြီးတဲ့အခြေခံ အချက်ဖြစ်ပါရဲ့ရှင်ဒါကြောင့်မို့ဖေဖေမေမေတို့အနေနဲ့အိမ်မာတွေကစတင်ပြီးတော့တင် जा ပေးလို့ရအောင်ညီမကဒီအခြေခံ၅ချက်ကို sharing လုပ်ပေးတင်ပါရဲ့ရှင်နံပါတ်၁ sharing မျှဝေတတ်အောင်တင် जा ပေးရပါမယ်ရှင်။ကလေးလေးတွေကသူတို့ပိုင်ဆိုင်တဲ့အရာကိုတငယ်ချင်းတွေနဲ့မျှဝေသုံးစွဲဖို့အရန်ကူမှခက်ခဲကြပါတယ်ရှင်။ကစားစရာပဲဖြစ်ဖြစ်စားစရာပဲဖြစ်ဖြစ်သူတို့အတွက်မျှဝေပြီးတော့စားတတ်အောင်မျှဝေပြီးကစားတတ်အောင်ကလေးလေးတွေကိုအိမ်ကတည်းကစပြီးတင် जा ပေးဖို့လိုအပ်ပါတယ်ရ ှင်ဒါကလည်းလူမှုပေါင်းသင်းဆက်ဆံရေးအတွက်အရေးကြီးတဲ့အခြေခံတစ်ချက်ဖြစ်ပါတယ်ရှင်နံပါတ်1တစ်ချက်အနေနဲ့ကကြတော့ taking turns လို့ခေါ်တဲ့ကိုယ်အလှည့်ကိုစောင့်ဆိုင်တတ်အောင်သင်ကြားပေးရပါမယ်ရှင် ။တငယ်ချင်းတွေအလဲကိုလည်းလေးစားရမယ်။ကိုယ့်ရဲ့အလဲကိုလည်းစောင့်ဆိုင်ရမယ်။ဒါလေးတွေကလည်းလူမှုဆက်ဆံရေးအတွက်အရေးကြီးတဲ့အခြေခံတစ်ချက်ဖြစ်ပါတယ်ရှင်။နံပါတ်3အချက်အနေနဲ့ကကြတော့ empathy လို့ခေါ်တဲ့ကိုကျင်းစာစိတ်ရှိအောင်သင်ပေးရပါမယ်ရှင်။ကလေးလေးတွေကတငယ်ချင်းငိုနေတာမြင်ရင်ဘာဖြစ်လို့ငိုတာလဲ၊ဘာကြောက်လဲဆိုတဲ့မေးခွန်းလေးတွေကိုမေးတတ်အောင်သင်ကြားပေးရမှာဖြစ်ပါတယ်ရှင်။ဒါမှလည်းတငယ်ချင်းတွေရဲ့ခံစားချက်ကိုနားလည်ပြီးတော့ကိုယ့်ရဲ့ခံစားချက်ကိုလည်းသိရှိပြီးတော့ ခံစားတာမှဖြစ်ပါတယ်ရှင်ဒါကလည်းလူမှုပေါင်းသင်းဆက်ဆံရေးအတွက်အရေးကြီးတဲ့အခြေခံတစ်ချက်ဖြစ်ပါတယ်ရှင်နံပါတ်၄အချက်အနေနဲ့ကကြတော့မန္နာလို့ခေါ်တဲ့ကျေးဇူးတင်ပါတယ်တောင်းပန်ပါတယ်ဆိုတဲ့စကားလုံးလေးတွေကို ပြောတတ်အောင်သင်ကြားပေးရမှာ ဖြစ်ပါတယ်ရှင်လူကြီးမိဘတွေကိုယူသေးစားနဲ့လေးစားစွာ တောင်းပန်ပါတယ် ကျေးဇူးတင်ပါတယ်ဆိုတဲ့အခြေခံစကားလုံးလေးတွေကိုပြောတတ်အောင်သင်ကြားပေးဖို့ကလည်းအရေးကြီးပါတယ်ရှင်။ဒါမှလည်းကလေးလေးတွေကိုလူချင်းလူခင်ပုံများစီမှာဖြစ်ပါတယ်ရှင်။နောက်ဆုံးအချက်တစ်ချက်အနေနဲ့ကကြတော့ problem solving လို့ခေါ်တဲ့ပြဿနာတွေကို အေးဆေးစွာဖြည့်ရှင်တတ်အောင်သင်ကြားပေးဖို့လိုအပ်ပါတယ်ရှင်။ကလေးလေးတွေကတငယ်ချင်းနေနဲ့ကစားရင်းနဲ့ပြဿနာတွေဖြစ်လာတဲ့အခါမှာအော်ရာတို့ငိုရာတို့မလုပ်ဖင်နဲ့စကလုံးလေးတွေနဲ့ပေါ်ပြပြီးညှိနှိုင်းဖြည့်ရှင်တတ်ဖို့လည်းအရန်ကုန်မှာအရေးကြီးပါတယ်ရှင်။ဒီအချက်ကလေးတွေကိုဖေဖေမေမေတို့အနေနဲ့အင်္ဂလိပ်ကစတင်ပြီးတော့သင်ကြားပေးလို့ရပါတယ်ရှင်။အခုညီမ sharing လုပ်ပေးလိုက်တဲ့အချက်ကလေးတွေအားဆိုလို့ရှိရင်လူမှုပေါင်းသင်းဆက်ဆံရေးအတွက်အရန်ကုန်မှာအရေးပါတယ်အချက်လေး းလေးဖြစ်တဲ့အတွက်ဖေဖေမေမေတို့အနေနဲ့အိမ်မှာ ပြန်လဲတင် जा ပေးခြင်းအားဖြင့်ပျော်ရွှင်ကြပါတယ်မိသားစုဘဝလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာ ပြန်လဲဆုံတွေ့ကြပါမယ်ရှင်ဘိုင်ဘိုင်